မြို့နယ်ပေါင်းတရရှိမြို့နယ်မှာလာမဲ့ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စင်ရင်တွေကိုလိုက်ကက်နေပြီဖြစ်ပါတယ်စစ်ကော်မရှင်ကထိချုပ်ထားတဲ့မြို့နယ်တရရှိမြို့နယ်ကရက်ကြီးအုတ်ချုပ်ရေးရုံးတွေမှာမဲဆန္ဒရှင်စင်ရင်တွေကိုလိုက်ကက်နေတာလို့နှိဆက်သူတွေကပြောပါတယ် ကချင်ကရင်မော်ရှမ်းပြည်နယ်တွေအပြင်နေပြည်တော်ရန်ကုန်မန္တလေးအေရဝတီမကွေးတနင်္သာရီတိုင်းဘက်ကမြို့နယ်တွေမှာအောက်တိုဘာတရက်ကစပြီးမဲဆင်လာရှင်စည်ရင်းတွေကိုလိုက်ကက်နေတာလို့စစ်ကွန်မရှင်လက်အောက်ခံသတင်းစာတွေမှာဖော်ပြကြပါတယ် တချို့မြို့နယ်တွေမှာဆိုရင်ရက်ကြီးအုပ်ချုပ်ရေးမှုတွေကမဲစင်းကိုမလာမနေရလာကြည့်ကြဖို့ပြောဆိုမှုတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်မဲဆန္ဒရှင်စည်ရင်းတွေကိုအောက်တိုဘာ23ရက်အထိပထမအကြိမ်ကြေညာထားမယ်လို့စစ်ကော်မရှင်ကဆိုပါတယ်။နေပြည်တော်အပါဝင်မြို့နယ်အများစုမှာမဲဆန္ဒရှင်စင်ရင်လာကြည့်တဲ့သူကမရှိသလောက်နေပါတယ်လို့ဆိုကြပါတယ်။ ဒီဇင်ဘာ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းသစ်အဖြစ်မြို့နယ်ပေါင်း102မြို့နယ်မှာကျင်းပသွားမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။